ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ဒီနေ့လည်းကျွန်တော်တို့မျှော်လင့်တော်အရာကိုမျက်မှောက်ပြုခြင်းဆိုတဲ့ဒီ episode 8ပေါ့နော်။၈လေးကိုကျွန်တော်တို့တူတူကစဉ်းကျင်နှလုံးသွင်းဖို့ဖြစ်ပါတယ်။ဒီနေ့တော့ကျွန်တော်မာရီမာတာလာဇရုပေါ့နော်။ဒါကလည်းဒီမျှော်လင့်တဲ့အရာမျက်မှောက်ပြုရေဖျားစကားပြီးတော့မှယုံကြည်ခြင်းနဲ့ပတ်သက်လိုက်ဒီအကြောင်းအရာလေးကတော့ကျွန်တော်အမြဲတမ်း ဆင်ခြင်ဖို့ဖြစ်ပါတယ်။ဒါတလေးကိုကျွန်တော်နှုတ်ကတော့ဖတ်တယ်၊ခံယူတယ်ပြီးတော့ဆင်ခြင်အောင်မိတဲ့အခါမှာထပ်ပြီးတော့မှမြင်ရတဲ့အရာလေးတွေကိုထပ်ပြီးတော့မှတိတိရပါဘူးနော်။ဒါတန်ရှင်တော်ဝိညာဉ်တော်အဖြစ်နားလေလာရတဲ့အကြောင်းလေးတွေကိုလည်းတွေ့ရပါတယ်။ဆိုတော့ဒီဇလန်ကတော့ကျွန်တော်တို့သိထားပြီးသားပါပဲ။နော်သခင်ယေရှုဒီအာမာရိမာတာလာဇရုဆိုတဲ့ဒီ ဒေသနီရွာမှာရှိနေတဲ့မောင်နှမ၃ယောက်နဲ့ခင်မင်နဲ့ယင်းကြီးတွေကျွမ်းဝင်နေပသခင်ယေရှုဟာဒီတပည့်တော်တွေကိုချစ်တယ်ဆိုတာကိုလည်းသူပြောပြထားတယ်။အဲ့တော့အဲ့ချိန်မှာသခင်ယေရှုဟာအဲ့ဒီသူတို့နဲ့အတူမရှိနေဘူး။ခင်ယေရှုကလည်းဒေသစာကြီးလက်လေပြီးတော့မှတရားဟောနေတဲ့အချိန်ဖြစ်နေတယ်။အဲ့ခါမှာလာဇုကပြင်းပြင်းထန်ထန်ဖြားတယ်။ဒါကိုအာ မရိမာသားတို့ကတော့မလုပ်လဲဆိုလို့ရှိရင်သူကအာအကူတယ်ဖះကိုအကူတယ်ဖះကိုတောင်းတယ်ဖះကိုမျောလင့်တယ်တမှန်ပါတယ်သူတို့ဆိုတော့ခင်ယေရှုကသူတို့နဲ့အတူမရှိတဲ့အတွက်ကြောင့်မလို့လူလွတ်ပြီးတော့မှသွားပြောတယ်သွားပြောခိုင်းတယ်ဆိုတော့ဒါဆိုအရင်နေမကောင်းဖြစ်တယ်ပြင်းပြတဲ့နံဖြားနေပြီဆိုတော့ ပြောခိုင်းတယ်ပြောခိုင်းတော့ဟိုကသခင်ယေရှုကမာရိမာတာကိုပပီးလိုက်လေဆိုတော့နောက်ကဘတော်တစ်ချက်ပြေးလိုက်တယ်ဆိုအဲ့အချိန်တုန်းကလာဇုရလည်းမတည်သေးဘူးဆိုလာဇုရလည်းပါတာပေါ့ဒီနောက်ကဘတော်ကဒီမောင်မတ်၃ယောက်စလုံးတွေ့ပါတယ်ဆိုတော့တွေ့ရတယ်ဆိုသူကပြောလိုက်လေဆိုလို့ရှိရင်ဒါရှင်ခရစ်ဝင်အခန်းကြီး၁၁ငယ် လေးမှာထိုစကားကိုယေရှုသည်ကြားတော်မူရင်ထိုနာသည်တေနာမဟုတ်ဖျားသခင်ဤဘုန်းတော်ကိုထင်ရှားစေသောအနာဖြစ်ထိုအနာကြောင့်ဖျားသခင်ဤသားတော်သည်ဘုန်းထင်ရှားခြင်းရှိလိမ့်မည်ဟုမိန့်တော်မူ၏ဆိုတော့ဖျားစကားဒီစကားကိုမာရိမသာလှုပ်လိုက်တဲ့သူကိုသခင်ရှုဟာ ပြန်ပြီးပြောလိုက်တာတနည်းအားဖြင့်ဒါသည်နှုတ်ကပတ်တော်ဖြစ်တယ်ဆိုတာတွေ့ရတယ်ဒီနာတီနာမဟုတ်ဘူးဖျားဘုံထင်ရှားမဲ့နာဖြစ်တယ်အဲ့ဒီဖြစ်နေတဲ့အနာယောဂါလာစုမှာဖြစ်နေတဲ့အနာယောဂါကြောင့်ဖျားရဲ့သားတော်ကပို့ပြီးတော့မှဘုံထင်ရှားလိမ့်မယ်ဖျားဆိုတာလောကမှာရှိနေတဲ့သူတွေတာပြည့်မြင်ရမယ်တာပြည့်သိရမယ်သက်တည်ထင်ရှားမယ် ဒါကိုစကားပါလိုက်ဆိုတာလေးကိုတွေ့ရတယ်ဆိုတော့ဒီမှာကျွန်တော်တို့ဒီဒီနေ့ကျွန်တော်တို့သူကဆင်ခြင်တဲ့ခေါင်းစဉ်နဲ့ဆိုမာရိမာတာရဲ့ညှို့လင့်တဲ့အရာမာရိမာတာရဲ့မျက်မှောက်ပြုတဲ့အရာသူကသခင်ယေရှုကိုသွားခေါ်နေမကောင်းလို့သခင်ယေရှုလိုက်လာပြီးတော့မှသူ့ရဲ့မောင်ကျမ်းမာပြီးတို့အတွက် ဒါသူတို့မျှော်လင့်ပြီးမြန်မာပြုရရဖြစ်တယ်ဆိုတာတွေ့ရတယ်။ဒါပေမဲ့ဖះကသူတို့မျှော်လင့်ပြီးမြန်မာပြုတဲ့အရာကိုလက်ခံပါတယ်။ဒါပေမဲ့ဖះစီမှာကသူတို့နဲ့ပတ်သက်ပြီးနောက်ထပ် chance တွေခုရှိတယ်။အဲ့ဒီအရာကဖះဘုံတာ၍ထင်ရှားမယ်ဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့သခင်ယေရှုကနှုတ်ကပတ်တော်ထပ်ပြီးခုနနှုတ်ကပတ်တော်ထပ်ပြီးတော့မှ ေးလိုက်တယ်မင်းတို့မျောလင့်ပြီးမျက်မှောက်ပြုရမယ့်အရာကဒါဖြစ်တယ်အဖေဘုံတာပြီးထင်ရှားမယ့်အရာဒါတီမမဟုတ်ဘူးဆိုတော့အေးသတင်းစကားကိုတခါတည်းထည့်ပေးလိုက်တယ်ဆိုတော့တွေ့ရပြီးတော့ဒီအောက်မှာပြောထားတဲ့စကားလေးကလည်းငေငားမှာယေရှုသည်မာသကို၎င်းသူဤညီမနှင့်လာဇရုကို၎င်းချစ်တော်မူ၏ ာမောင်နှမ၃ယောက်စလုံးချစ်တယ်။လာဇရုနာဒီကိုကြားတော်မူလျင်ကြွတော်မူမူပဲထိုအရက်၌နှစ်ရက်နေတော်မူ၏။ဆိုနေမကောင်းပါဘူး။အရေးကြီးပါတယ်လာခဲ့ပြီးပါလို့ပြောတဲ့အချိန်မှာသခင်ယေရှုကဘာလုပ်ပြီးလိုက်လဲဆိုရင်တန်တက်ကိုမသွားဘူးတဲ့။ဘာဖြစ်လို့လဲ။ချစ်လို့တဲ့။ဆိုတော့စဉ်းစားကြည့်ရတခါလေဖျားချစ်တယ် ဘုရားကသူနဲ့ရင်းနှီးတယ်လို့ခံစားရလို့ရှိရင်ဟိုမှာနေမကောင်းဖြစ်နေတယ်ဒုက္ခရောက်နေတယ်ဆိုလို့ရှိရင်ချက်ချင်းလိုက်သွားပြီးတော့နေကောင်းစီမလားကျွန်တော်ကဒီလိုတွေးရတာပေါ့တခါကြီးကျွန်တော်ဘုရားရဲ့အကျင့်စီဘုရားသခင်စဉ်းစားပြီးတော့မှကျွန်တော်ပုံမှာလှုပ်ဆောင်တဲ့အရာတွေကတခါကြီးကျွန်တော်ညံနေလိုက်မမိရတယ်ဖြစ်တတ်တယ်ဆိုတော့တွေးရတာနောက်အရာမျိုးလေဖြစ်တတ်ပါဒါကြောင့်ဘုရားချစ်ပြီးတော့မှ ူနဲ့ပူပေါင်းဆောင်ရွက်ဖို့အတွက်ဘုရားသခင်ကကျုံနဲ့နေတဲ့လူရှိသူရဲ့ဖြစ်ချင်တဲ့အရာသူတိချစနစ်တကျပလန်ချပြီးတော့မှလှုပ်ဆောင်ခြင်းတဲ့အရာမှာကျွန်တော်တို့ကိုသူယုံကြည်ရတဲ့သူသူချစ်ရတဲ့သူသူနဲ့တွဲပြီးလှုပ်လို့ရမယ်ဆိုတဲ့သူမျိုးနဲ့သူကပူတွဲပြီးတော့မှအဲ့ဒီအရာကိုလှုပ်ဆောင်ခြင်းနေဆိုတာတွေ့ရတယ် တော့ဒါဒီဇက်လန်ကကျွန်တော်တကယ်တော့တည်ထားပြီးသားပဲနော်ဆိုတော့လာစရူကတည်သွားရတာလေနော်ချစ်ပါတယ်ဆိုရဲသူအဆုံးတိလွတ်လိုက်ပြီးတယ်ဒါပေမဲ့အဲ့ဒီလွတ်လိုက်ပြီးတဲ့အကြောင်းရင်းကဒါဖျားသခင်ဘုံထင်ရှားမှာပြီးရင်တည်ခြင်းနဲ့ရှင်မြန်ထမ်းမြောက်မဲ့ကိစ္စဖြစ်နေတာနော်ဒါမျိုးတွေ့ရတယ်ဒါကြောင့်တစ်ခါလေကြောက်လို့ရှိရင်ကျွန်တော်တို့မျောလင့်ပြီးမျက်မှောက်ပြုတ်ခဲ့အရာဒီကျွန်တော်တို့စိတ်ထင်ပြီးကျွန်တော်တို့ရဲ့ idea အတိုင်ဖြစ်ချင်မှာဖြစ်လိမ့်မယ်ဖျားကနေပြီးတော့မှာ तू လှုပ်ချင်တဲ့အရာကို तू ကျွန်တော်တို့ပြောပြတဲ့အရာကိုကျွန်တော်တို့ကလိုက်ပြီးတော့စီးညိုတက်ဖို့ပဲလိုတာဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်ကနောက်ကလိုက်ရမှာဆိုတော့မင်းငါ့ရဲ့တပည့်မှန်နေဆိုလို့ရှိရင်မင်းကနောက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ခရစ်တော်နောက်ကိုလိုက်ရမှာ ငါကျွန်တော်တို့ရဲ့ဇာတိကျွန်တော်တို့ရဲ့ idea ကျွန်တော်တို့ရဲ့အတွေးတွေအကုန်လုံးထားခဲ့လိုက်ခရစ်တော်ဖြစ်ခြင်းတဲ့အတိုင်းနှုတ်ကပတ်တော်နဲ့ခရစ်တော်ရဲ့ဥဆောင်မှုနောက်ကိုကျွန်တော်လိုက်တက်ဖို့အတွက်အသက်တာကိုပြင်ဆင်ဖို့လိုအပ်တယ်ဆိုတော့အပူရပါတယ်ဆိုတော့ဒါကျွန်တော်သိပြီပြီတပည့်တော်တွေပြောတော့တပည့်တော်တွေကအာသွားကြမယ်သွားခွန်လုံးမယ်ဆိုတော့အာမဟုတ်ဘူးလေနေမကောင်းတဲ့သူက ိတ်နေတာကောင်းတာပေါ့မတည့်ပြောတာမဟုတ်ဘူးတည်သွားပြီသွားပြီးတော့မှငါတို့သွားရှင်အောင်လုပ်မယ်လို့ပြောတာအဲ့အိမ်မှာတော့မတော့မတော့မဘာလို့အဲ့ဒီနေရာမှာဒီသူတို့အခင်ရှုဝင်ငှားပြီးမှဒီဖျားသားဆိုတဲ့အကြောင်းအရာလေးကိုပြောတဲ့အခါမှာယူရတွေကရေးလေဒေါသထွက်တာ စိတ်ဆိုးတာတော့ဂိမ်းနဲ့ပေါက်လို့တော့လုတ်ခဲ့သေးတာဒါကြောင့်တော့မှဘာလဲဆိုတော့ကက်ဒီယူနီယာပဲပြန်သွားတော့မှာလားဒါဆိုလို့ရှင်ငါတို့သွားပြီးအတူတူခရစ်တော်နဲ့တူအသေးခံရအောင်သွားလိုက်လို့ပြောတယ်ရွဲ့ပြီးတော့ပြောတဲ့စကားမျိုးဖြစ်တာပေါ့နော်ဆိုတော့ဒါနဲ့သူတို့သွားပြီးတော့မှဘီဒနီယွာဝင်လာတဲ့အခါမှာဆိုကျွန်တော်တို့ဒီပထမဦးဆုံး ဘသူ့ကိုစတွေ့ရလဲဆိုတော့အငယ်16မှာယောဟန်17ငယ်16မှာယေရှုသည်ရောက်တော်မူသောအခါလာဇုကိုတကြွ၍သင်္ချိုင်းတွင်၌၄ရက်လွန်လေပြီသင်္ချိုင်းထဲမှာထည့်ထားတာ၄ရက်ရှိပြီဗေဒနီရွာသည်ယေရုရှလင်မြို့နှင့်တိုင်လောက်กว่าသည်ဖြစ်၍မာသနှင့်မာရိတို့၏မောင်တည်သောကြောင့်သူတို့ကိုနှစ်သိမ့်စီခြင်းငှာယူဒလူများတို့သည်လာကြ၏ဆိုတော့ ဂျေရုရှလင်မြို့နယ်ဗေဒနီရွာခုနပြောတဲ့အာတဒိုင်သူတို့သူတို့ရဲ့တုံးနှောင်းနဲ့တဒိုင်လောက်กว่าတယ်တွေးတယ်ဆိုတော့လာကြတဲ့အခါမှာလာပြီးတော့မှတက်တက်လာပြီးနှစ်သိမ့်တယ်တဘောကအဲ့ဒီအတုပအိမ်မှာဒါအတုကချပြီးသွားပြီအဲ့ဒီအိမ်မှာလာပြီးတော့မှနှစ်သိမ့်ပြီးတဲ့သူတွေအများကြီးရှိတယ်ပြိတ္တရှိတယ်ပြောချင်တာလာပြီးတော့နှစ်သိမ့်ပြီးတဲ့သူတွေရှိတယ်ဆိုတော့အငွေ20မှာ ယေရှုကြွလာတော်မူကြောင်းကိုမာသသည်ကြားလျင်ကိုတော်ကိုခီးဥကျူပြုခြင်းကသွား၏မာရိမူကအိမ်၌ထိုင်လျက်နေ၏ဆိုအဲ့ဒီမှာကျွန်တော်ဘာကိုသွားတွေ့လဲဆိုတော့တခင်ယေရှုလာဖို့ဆိုဖြစ်ဖြစ်ကဖြစ်သွားပြီတခင်ယေရှုလမ်းပြီးတော့မှနှုတ်ဝတ်တော်နဲ့ဆင်းလွတ်လိုက်ဒီအနာသီနာမဟုတ်ဘူးဖျားပုံးထင်ရှားမဲ့အနာဖြစ်တယ်ပြောလိုက်တယ်ဒါပေမဲ့ ပြောလိုက်ရင်းနဲ့မှလာဇရုကပူဆူပူဆူပူဆူပြီးတော့မှအနာပူပြင်းထန်ပြီးတည်သွားတာတည်သွားလို့တော့မှအခုမြုပ်လိုက်တာ၄ရက်ရှိနေပြီ၄ရက်ရှိနေတယ်ဒါပေမဲ့မာတထဲမှာမရှိနေလဲဆိုတော့အဲ့ဒီသခင်ပြားပြောလိုက်တဲ့နှုတ်ကပတ်တော်သူဆွေးလန်းနေတာဒီနာဖီနာမဟုတ်ဂျက်ကင်ဘုံထင်ရှားမဲ့နာဖြစ်တယ် အဲ့ဒီအနာအဖြစ်ဖျားခင်သားတော်ဟာဘုံထင်ရှားခြင်းရှိလိမ့်မယ်ဆိုတာကိုမာတာကျွန်တော်ထင်တယ်အဲ့ဒါကိုဆွဲလဲနေသခင်ဖျားလာလိမ့်မယ်ဆိုတော့သူကမျောလင့်နေတာဖြစ်ချင်တော့သခင်ဖျားရောက်လာတဲ့အခါမှာမာရိယအယံဝမ်းသာပြီးတော့မှသွားစီးကြိုတာကျွန်တော်ဒီလိုဒီလိုနားလေရတယ်အဲ့ဒီအချိန်မှာခုနကမာရိယဘာလုပ်နေလဲထင်တယ်မာရိယထိုင်ငုံနေတာ ကအတူတူကြားကြတာပဲ။မာတာအသွားကြိုတယ်။မာရီယာထိုင်ငုံနေတယ်။ဆိုတော့ကျွန်တော်နည်းနည်းလေးမှားသွားတာလေးတွေရှိတယ်။ Sorry ။ဘိုးပဲဒီပဲဖြစ်သွားလို့နော်။ဆိုတော့အဲ့ဒီမာရီယာကြည့်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ तू ကစီသွားတယ်။သူ့ရဲ့မောင်ကပဲသူ့ရဲ့စိတ်လုံးထဲမှာလွှမ်းမိုးနေတယ်။ ဆိုတည်ခြင်းနဲ့အသက်ရှင်ခြင်းဖခင်သားတော်လို့ပြောနေတဲ့ခရစ်တော်ကြွားလာတဲ့အရာကိုသူအာယုံမထားမိအဲ့ဒီသခင်ပြောတဲ့နှုတ်ကပတ်တော်ကိုလေကြည့်ရတာသူ့ထင်မှာဆွဲလန်းခြင်းမရှိဘူးအဲ့ဒီနှုတ်ကပတ်တော်ကိုမျောလိုက်ပြီးမျက်မှောက်ပြုတ်နေတာလေမရှိဘူးလို့နားလေရတယ်အဲတော်တော်အံ့ဩတာတွေ့ရတီတီဟို၁၇ပေါ့နော်ဒီတောက်ရှောက်ကိုဖတ်ကြည့်အဲ့ဒါလေးတွေတွေ့ရတယ် ဆိုတော့ကျွန်တော်မြန်မာနိုင်ငံဒါပေမဲ့အခြားနေရာတွေမှာလည်းပါရှိလားမသိဘူးမြန်မာနိုင်ငံမှာလေမာသကိုအရင်နှိတ်ကွတာပဲဟိုတခုခုဆိုလို့ရှိရင်တော့မာသမဖြစ်ရအောင်တော့မာရီလို့ဖြစ်ရမယ်ဟိုကျွန်တော်မာရီကိုနှိတ်ကွတာမဟုတ်ပါဘူးဒါပေမဲ့တကယ်တမ်း live ထဲမှာနှုတ်ကပတ်တော်တွေမှတ်တမ်းတင်ထားတဲ့အရာမှာတကယ်နှုတ်ကပတ်တော်ဆံရက်တဲ့အသက်ရှင်တဲ့ခရစ်တော်မျှော်လင့်ပြီးတော့မှနှုတ်ကပတ်တော်မျှော်လင့်မျက်မှောက်ပြုတဲ့သူကလေဒီဒီမှာတွေ့နေရတာ မာတာဖြစ်နေတယ်ဗျာအအိုးကိုကောင်းတယ်အလုတ်ရှုပ်ရင်းနဲ့နားထောင်နေတာဖြစ်မယ်နော်ဆိုအလုတ်ရှုပ်လို့မရဘူးလို့ပြောတာမဟုတ်အလုတ်ရှုပ်ရင်းနဲ့ကိုသူကနားထောင်နေတာခံယူနေတာလက်တွေ့ကျင့်သုံးနေတယ်လို့ကျွန်တော်တို့နားလေလို့ရတယ်ကျွန်တော်ဒါအလုတ်ပြောတာမဟုတ်ဒီမှာတွေ့တဲ့အခါမှာအငငယ်၂၁မှာသူသွားကြူပြီးတော့၂၁မှာဆိုတော့မာရီမူကအိမ်လိုက်ထိုင်ရနေရတယ်မာတာကသခင်ကိုရိုရှိတော်မူလင်ကျမဤမောင်မသေးပါ ါခုနသူတို့သွားပြီးခေါ်လိုက်တဲ့အချိန်မှာကိုယ်တော့ကြွလာလို့ရှိရင်ဒါသူတို့ရဲ့မျောလင်းတဲ့အရာမျက်မှောက်ပြုတာနော်ကိုယ်တော့ကြွလာလို့ရှိရင်ကျမရဲ့မောင်မသိဘူးဒါသူမျောလင်းထားတယ်ဒါပေမဲ့ကျွန်တော်ခုနပြောနေတဲ့သခင်ပြားပြန်ပြီးပြောလိုက်တဲ့စကားကိုသူမျက်မှောက်ပြုထားလားမပြုထားလားဆိုတော့ဒီမှာအဖြေထွက်လာတယ်ယခုသင်လျက်ရှိတော်လေကိုတို့ဒီဖျားသခင်ကိုဆုတောင်းတော်မူသည်မြတ်တိုင်း ဖျားသခင်ပေးတော်မူမည်ကိုကျမသိပါသည်ဟုရှောက်၏ဆိုဒီစကားကသခင်ဖျားကိုမျှော်လင့်နေတယ်သခင်ဖျားဒီကိုလာမဲ့ခြင်းကိုမျှော်လင့်နေတယ်ပြီးတော့အဲ့ဒီသခင်ဖျားပြောထားတဲ့စကားကိုအခြေခံပြီးသူပြောတာပဲအခုသေပေမဲ့လေကိုဘောကခမီးတော်ဖျားကိုတောင်းနေဆိုလို့ရှိရင်ခမီးတော်ဖျားပြီးမှာတယ် ညှို့လိုက်ပြီးမျက်မှောက်ပြုတဲ့အရာအရန်သခင်ကိုကျင့်နေစေတဲ့အရာဖြစ်နေတာ။ तू နားမလဲဘူးနော်တကယ်တော့။ तू မှာတည်ရောလေးရရှိနေပြီ။ပုတ်နေပြီ။ဒါပေမဲ့ तू ညှို့လိုက်ပြီးပြောတာ။ဒါကြောင့်ဖျားစကားကဘယ်တော့မှပြီးဆုံးသွားတယ်ဆိုတော့မဟုတ်ဘူးဗျ။ဖျားသခင်မှာအကန့်အသတ်မရှိဘူး။ကျွန်တော်တို့ဒါညှို့လိုက်လို့ရတယ်။မျက်မှောက်ပြုရမယ်။ ဆိုအဲ့တော့သခင်ပြသူ့ကိုပြန်ပြောတယ်ယေရှုကလည်းတင်းမောင်ကြီးထမြောက်လိမ့်မည်ဟုမိန့်တော်မူ၏တကယ်တော့သခင်ပြအသေးပြောလိုက်တာအေးမင်းမောင်တည်နေမလားဒီနေ့မင်းတို့အသက်ရှင်ရမယ်ဆိုတော့ဒီလိုပြောတာပြန်မှာတင်းမောင်ထမြောက်လိမ့်မည်ဆိုဟာမသာအရှင်မဟုတ်ဘူးတီချောင်သူကကွန်ဆန်လောက်တာဒီဒီဒီစကားနှခွရှိနေတာသူကဂျူးလေဆိုအဲ့တော့ကဂျူးကပဲထမြောက်ချင်းမျောလင့်တာဆိုဂျူးဆိုတော့တိလေနောက်ဆုံးတော့နေမှာ ကျွန်မရင်မောင်ထမြောက်မယ်ဆိုတော့ကျွန်မသိတယ်ဆိုတော့ပြောလိုက်တာအဲ့ချိန်မှာကိုရောကဒီနေ့ကျွန်တော်အတုပချတိုင်းမှာပြောရတဲ့စကားခရိယန်တွေရဲ့ယုံကြည်မျှော်လင့်ခြင်းကိုပြောရတဲ့စကားကိုအဲ့ဒီအချိန်မှာသခင်ယေရှုကပြောရဲဆိုတာတွေ့ရတယ်ဆိုတော့ဒါက25မှာယေရှုကလည်းငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းကြောင့်ဖြစ်ငါ့ကိုယုံကြည်သောသူသည်တည်လွန်တော်လေ ရှင်လင်းမည်ငါကိုယုံကြည်၍အသက်ရှင်သောသူရှိသမျှတို့သည်လည်းသင်ခြင်းနှင့်အစင်မပြတ်ကင်းလွတ်ကြလိမ့်မည်ငါစကားကိုယုံတလောဟုမေးတော်မူလျင်မာတာကဟုတ်ပါ၏သခင်ကိုသည်ခရစ်တော်ဒီဟုသောဤလောကသို့ကြွလာတော်မူသောဘုရားသခင်ဤသားတော်ဖြစ်တော်မူသည်ကိုကျွန်မယုံပါသည်ဟုရှောက်၏ပြောနေတာငါ့ကိုယုံတဲ့သူက သေပေမဲ့လေထမြောက်နေမယ်။ဘာကိုပြောချင်နေရလဲဆိုတော့အဲ့ဒီမှာရှိနေတဲ့ဂျူးတွေသူတို့မျော်လင့်နေတဲ့ငါတို့အချိန်နဲ့ကြောက်လို့ရှိရင်ထမြောက်မယ်ဆိုတဲ့ဥစ္စာသူတို့မျက်လုံးနဲ့မမြင်ဘူးသေးဘူး။တရင်လည်းမချဘူးသေးဘူး။ဒါမဲ့လာဇရုကထမြောက်တယ်နော်ဒါမဲ့သူပြန်သေမှာပါ။ဒါမဲ့ခရစ်တော်သည်သေခြင်းနဲ့အသက်ရှင်ခြင်းကိုပိုင်ဆိုင်တဲ့ဖခင်ယေရှုသည်သေခြင်းနဲ့အသက်ရှင်ခြင်းကိုချုပ်ကန်ထားတဲ့သူဖြစ်တယ်ဆိုတော့ အဲ့ဒီမှာခုနအတုပတ်လာတဲ့ယူရာလူတွေဂျေရုဆလင်လာတဲ့သူတွေအကုန်လုံးလည်းမြင်ရမယ်အဲ့ဒီယွာမှာရှိနေသူတွေလည်းမြင်ဖို့အတွက်တခါတည်းပြောတာဖြစ်တယ်ဆိုတော့မြင်ရတယ်။အဲမာတာမာတာရဲ့သခင်ဖရားရဲ့နှုတ်ကပတ်တော်မျောလိမ့်ပြီးမျက်မှောက်ပြုတ်တဲ့အရာပေါ်မှာဒါသခင်ဖရားအရင်အားရတယ်ဆိုတော့မြင်ရတယ်။ဒီစကားတွေသခင်ရှုပြောနေတဲ့အချိန်မှာတကယ်ပဲ ဟိုခြေနဲ့ပြီးတော့မှမာရီကိုပြန်ပြီးဂတိတော်တွေပေးနေတာအဲ့ဒီဂတိတော်ကဒီနေ့ကျွန်တော်တို့ယုံ sorry မာတာကိုဂတိတော်တွေပေးနေတာအဲ့ဒီဂတိတော်တွေကဒီနေ့ကျွန်တော်တို့ခရစ်ယာန်ယုံကြည်သူတွေအတွက်အတုဘမှာအမြဲတမ်းပြောကြတယ်သိတယ်ဆိုရင်ငါတို့ကမျှော်လင့်ချက်ရှိတယ်ဆိုတဲ့အကြောင်းပြောနေတယ်ရဖြစ်တယ်ဆိုတော့နားလေရတယ်ဟုတ်တကယ်အဲဒါခွန်အားရပါအဲ့ချိန်မှာမာတာဘာသွားပြောလဲဆိုတော့သူညီမကိုသွားပြောတယ်ငယ်နေဆက်ရှင်မှာသူတို့လျှောက်ပြီးမှ မာသာသည်တွား၍မိမိညီမမာရိအားအရှင်ဖေယားရောက်လာတော်မူပြီးတင့်ကိုခေါ်တော်မူသည်ဟုတိတ်ဆိတ်စွာခေါ်လေ၏ဆိုမာရိကိုတွားပြီးတော့မှပြောတယ်ဒါပေမဲ့နိမောက်တော့ပြောလိုက်လို့သခင်များပြောတာတော့ဒီထဲမှာတော့မှတ်တမ်းမတင်ထားအောင်ပြောရင်လည်းပြောမယ်ဒါပေမဲ့မပါဘူးဒါပေမဲ့မာသာအသားလေးမာရိကိုတွားပြီးတော့ပြောပြလိုက်တာပြောပြလိုက်တော့မှမာရိကထပြီးတော့ဖွက်သွားတယ်တဲ့ ဲ့ခါမှာခုနပြောနေတဲ့အာခုနယူရလူတွေကလည်းမာရီနောက်ကိုလိုက်သွားတယ်မာရီကသူ့မောင်သတိရပြီးလွမ်းပြီးတော့မှတွားပြီးတော့မှငိုတော့မယ်လို့ထင်နေတဲ့အတွက်ကြောင့်နောက်ကလိုက်ကြတယ်အဲ့ချိန်မှာတကယ်တော့မာရီကသခင်ဖျားစီတွားတာသခင်ဖျားစီတွားတဲ့အချိန်မှာသခင်ဖျားနဲ့တွေ့ရောတွေ့တဲ့အချိန်မှာသခင်ဖျားကိုလည်းခုနကသူဒီစကားပဲပြောတယ် ဒါအငယ်30နဲ့မှာမာရိသည်ယေရှုရှိတော်မူရာရက်တို့ရောက်၍ကိုရောကိုမြင်နေခြေရင်းတော်၌ပြတ်ဝုတ်လျက်သခင်ကိုရောရှိတော်မူနေကျမ၏မောင်မသိပါဟုရှောက်၏မာရိမှာဆ၍လိုက်လာသောယူရလူတို့သည်ငိုကြွေးကြသည်ကိုယေရှုသည်မြင်တော်မူသောအခါအလွန်ညှိုးငယ်ခြင်းစိတ်ပူပန်ခြင်းရှိ၍အလောင်းကိုပမာထားကြသည်နည်းဟုမိတော်မူလျင်သခင်ကြွ၍ကြည်တော်မူပါဟု ရှောက်ကြ၏ယေရှုသည်မျက်ရည်ကျောင်း၏မာရိနဲ့စကားအများကြီးပြောလို့မရဘူးမာရိကတွေ့တာနဲ့ခြေရင်းကကိုလိုရှိကျွန်မရဲ့မမသိဘူးဆိုတော့လာဇရုမသိခင်တုန်းကကိုလိုသားရောက်လာခဲ့မယ်ဆိုလို့ရှိရင်ကျွန်မရဲ့မမသိဘူးဆိုတော့ဘာနဲ့တူလဲဒီလားဖယောင်းတော်နဲ့ အဖြစ်တင်တဲ့သဘောမျိုးဖြစ်နေတာဆိုအခုကျမရေမောင်ပမာထားကြလေဆိုတော့အဲ့နာမှာချိတယ်သူကအလောင်းအလောင်းနဲ့ဂူကိုသွားကြည့်ဖို့အတွက်ပြောတာတကယ်တော့အရှိမမာတာနဲ့သခင်ယေရှုနဲ့ပြောထားတဲ့ concept တွေသူမမိဘူးသူမသိဘူးနောက်ကယူရလူတွေလည်းအုတ်လိုက်ငိုကြတာအဲ့ကမှာယေရှုရန်ဝန်နေပြီးတော့မှ စိတ်ညင်ရတာမာရိယာသူ ਨੇ ဘိုင်ဘယ်စတဒီမှန်တယ်ဆိုတော့သူ့ဘေးနားမှာထိုင်နေတယ်ဒါပေမဲ့လက်တွေ့အသက်တာကြတော့ဟိုးဥစကလေးကသူပြောလိုက်တဲ့နှုတ်ကပတ်တော်ကိုလေညှော်လင့်ပြီးမျက်မှောက်ပြုတ်ပြီးဆွဲလန်းနေတာမရှိဘူးပြတော့သူရွာထဲကိုရောက်လာတယ်ဆိုတော့လေသူ့ညှော်လင့်နဲ့တောင်းတတဲ့ရာမရှိဘူးသူထိုင်မဲ့ငိုစိတ်ပြက်သူ့ရဲ့စိတ်ကတည်သွားတဲ့သူ့ရဲ့မောင် ကြီးမှာပဲရှိနေတယ်။တည်ခြင်းနဲ့အသက်ရှင်ခြင်းကိုဖန်ဆင်းတဲ့ဘုရားရဲ့သားတော်လို့သူတို့ယုံကြည်ထားတဲ့ခရစ်တော်ကြွလာပြီမဲ့လေခရစ်တော်ကိုညှို့နှိမ့်ခြင်းမရှိဘူး။ဆောရနာအဲ့ဒါဝမ်းနည်းစရာကောင်းပါလား။အဲဒါကျွန်တော်တို့အသက်တာထဲမှာရှိနေတဲ့ခရစ်တော်သည်အရာခတ်သိမ်းရဲ့အရှင်သခင်ဖြစ်တယ်ဆိုတာကိုနားလေရတယ်။နောက်တော့ဒါជីဒီဇလန်းကိုကျွန်တော်တို့သိပြီ။ဆိုတော့သခင်ယေရှုကအဲ့ဒီနေရာကိုသွားတယ် ဘာမှမြုပ်ထားလဲမြေတွင်းမြေတွင်းဖြစ်တယ်နော်မြေတွင်းဖြစ်တော့ပုံမှန်မှကြောက်နေအုပ်ထားတယ်ကဲအဲ့ဒီကြောက်ကိုသွားပြီးဖြန့်လိုက်ကြစမ်းလို့ပြောကြတဲ့အခါမှာဖြန့်ကြတယ်ဒီမာတာသွားတတိပေးရမာတာတတိပေးတာကိုတော့လေးရရှိပြီနော်အဲ့ဒါလေးကျွန်တော်ကြည့်အောင်ငွေ39မှာကြောက်ကိုရှိကြလို့ယေရှုတိမိန်တော်မူလေတေလွန်တော်သူ ဤနှမမာတာကသခင်ယခုဖြစ်ရင်နံလိမ့်မည်လေးရရှိပါပြီဟုရှောက်၏သူမယုံလို့ပြောတာမဟုတ်အနံ့အသက်ထိထွက်လာလိမ့်မယ်လေးရရှိပြီလေးရရှိပြီဆိုအဲ့ချိန်မှာသခင်ဘုရားမာတာနဲ့ကိုပြန်ပြန်ပြန်ပြောတယ်ယေရှုကလည်းသင်သည်ယုံရင်ဘုရားသခင်ဤဘုံအာနုဘော်တော်ကိုမြင်ရလိမ့်မည်ငါပြောပြီးမဟုတ်လို့ဟုမိန့်တော်မူ၏ ထိုခါကြောက်တုံးကိုရွှေ့ကြတယ်ဟိုជីជីជីဒီဒီချိတ်ဆက်နဲ့သွားနေတဲ့အရာကမာတနဲ့ပဲသွားနေတာမြို့ငါပြောထားပြီးပြီမလားဟိုအစကလေးကပြောထားတဲ့ဇာတ်ကနေချိတ်ဆက်လာတာဟိုအစကလေးကလာစုနေမကောင်းကလေးကဒီနာဒီတိနာမဟုတ်ဘုရားသခင်ဘုံတော်ထင်ရှားမဲ့နာဖြစ်တယ် ဆိုတဲ့အရာကိုလှမ်းပြီးတော့မှသူ့ remind လုပ်ပေးရတယ်ကိုရောနန်နေမင်းတော့၄ရက်တောင်ရှိပြီဆိုတော့ဆောက်သတိပေးတာရတယ်မင်းယုံကြည်ခြင်းတစ်ခုပဲရှိမင်းမျောလင့်ထားတဲ့အရာမင်းမျက်မှောက်ပြုထားတဲ့အရာမင်းမြင်ပြီးတော့မှဆွဲလန်းထားတဲ့အရာမမြင်ရသေးဘူးမင်းသိမှတ်ပြီးဆွဲလန်းထားတဲ့အရာအဲ့ဒီတိုင်းမင်းဆက်ရက်တီပါဆိုတော့ပြောပြရတာ ဆိုဒီဖြစ်စဉ်တစ်ခုလုံးကိုကြည့်တဲ့အခါမှာဘသူ့ရဲ့ညှို့လေးနဲ့အရာမျက်မှောက်ပြုနေတဲ့အကြောင်းကြောင့်ဒီဂွင်းဆက်ကြီးဖြစ်သွားလဲဆိုတော့မာတာဖြစ်နေတယ်ဆိုတော့တွေ့ရတယ်ဒီလိုကျွန်တော်သုံးသပ်မိတာပါเนาะဆိုတော့ဒါဘုရားသခင်ရဲ့အကြံစီပါပဲဘုရားသခင်ဒီမှာတော့၃ယောက်စလုံးကိုချစ်လို့သူတို့နဲ့တွေးပြီးတော့မှဘုရားရဲ့ဘုံထင်ရှားစီဖို့အတွက်ဘုရားရဲ့အကြံစီထဲမှာပါဝင်ပတ်သက်ခွင့်ပေးလိုက်တာ ဲ့အဲ့ဒီအဲမှာမာတာကတကယ်ဒီဒီဒီနှုတ်ဘက်တော်တွေမှာမှတ်တမ်းတင်ထားတဲ့အရာတိုင်းကြည့်ရကမှာအယံအယံဖះပုံမှာစိတ်ချယုံကြည်တယ်ဖះရဲ့စကားပုံမှာမျောလိမျောမှာမျက်မှောက်ပြုတ်တယ်သူမမြင်ရသေးဘူးသူ့ရဲ့ညှော်လင်းချက်တွေလုံးဝဆုံးရှုံးပိုက်လူတယောက်နေနဲ့ဒါလုံးဝထပ်ပြီးတော့မှညှော်လင်းလို့မရတော့ဘူးလို့ဖြစ်နေပြီမြင့်ကိုရောကိုတွေ့တဲ့အခါမှာကိုယ့်ရဲ့စကားကို ူကြားရအောင်မျောလင့်ဆွဲလန်းပြီးတော့မှသူဆက်ပြီးတော့မှယုံနေတယ်ဆိုတာတွေ့ရတယ်ဒါခုနကကျွန်တော်ဟို20နှစ်မှာပါတယ်အခုသင်ရရှိတော့လေကိုတို့ဒီဘုရားသခင်ကိုဆုတောင်းတော့မူလင်းဘုရားသခင်ပြေတော့မူကိုကျွန်မသိပါသည်အဲ့ဒီမျောလင့်ချက်ပဲအဲ့တော့သူမျက်မှောက်ပြုထားတာပဲဆိုတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ခုနကပြီးတော့မှလာစုထွက်လာတယ်ပြီးတော့မှအကုန်လုံးပတ်ထားတာ သူအသက်ရှင်ပြီးထွက်လာတာအကုန်လုံးအကုန်လုံးဆိုအော်ဟာအကုန်လုံးဝိုင်းကြည့်နေတဲ့ချိန်မှာအခုနပြောရယေရုရှလင်မြို့ကလူတွေပါပါအဲ့လူအုပ်ကြီးရှေ့မှာတက်တည်ဖြစ်သွားတာခရစ်တော်ကဆူတောင်းရမှာခေါ်ထုတ်လိုက်လာဇရုထွက်လာခဲ့ဆိုတဲ့အခါထွက်လာတယ်ကျွန်တော်လည်းနေဒီနာတီနာမှုဖျက်ခင်ဘုံထင်ရှားမဲ့အနာဖြစ်တယ်ဆိုတော့လာဇရုကိုပါသူက information ပေးလိုက်တာ哦လာဇရုကပြန်သွားတာမပြန်လဲ ဟိုဒါဒါဖျားလုံးမဲ့အကျန်စီလေးမှာရှိနေရဆိုတော့ဒါဆိုဆက်ဆက်ဝလာပတ်ပြီးတော့မှကြိတ်နေတာလည်းဖြစ်ဖြစ်မှာပေါ့ဆိုတော့ paradise ကိုသွားရင်လည်းသွားတာဖြစ်မှာပေါ့ခဏသွားကြိတ်နေဒါကတော့နောက်ပိုင်းဒီတဲမှာမှတ်တမ်းမတင်ထားလို့လာဆိုကိုသွားမီးမဲ့သူတွေရှိတယ်တဲ့ဒီဒီစနစ်ကိုရောက်လာတဲ့အခါကျတော့လာဆိုကိုလာပြီးတော့မှကြိတ်နေတဲ့သူတွေလည်းအများကြီးဖြစ်လာတယ်ဆိုတော့ဒါလေးတွေပါပါတယ်เนาะဒါပေမဲ့အဲ့ဒီအချိန်မှာရှင်ပြန်ထမြောက်တဲ့လာဆိုကိုတွေ့ရတယ် ဆိုတော့ဒါငွေ55မှာထိုခါမာရိစီတို့လာတော့ယူရလူအများတို့ဒီယေရှုပြုတော်မူသောအမှုကိုမြင်လင်ကိုရောကိုရှုံကြည်ကြ၏အချို့မူကားဖာရိရှဲတို့ထံသို့တော်၍ယေရှုပြုတော်မူသောအမှုကိုကြားပြောကြ၏ဆိုတော့ဒါတက်တက်ဖယားမှာအကျံစီရှိပြီသားဆိုတာတွေ့ရတယ်ဆိုတော့အဲ့မှာရှိနေတဲ့ပြိတ္တအကုန်လုံးတွေ့ရတယ်ပြင်တချို့တွေက ဒီဘာသာရေးခေါင်းဆောင်တွေရဲ့နားတွေကိုသွားထည့်တာဘာသာရေးခေါင်းဆောင်တွေကခရစ်တော်ကယ်တင်မှာရှိပြီမယုံဘူးလေအဲ့ခါမှာတည်ခြင်းနဲ့အသက်ရှင်ခြင်းကိုသူပိုင်တယ်ဆိုရဥစ္စာခရစ်တော်ကိုခရစ်တော်ရဲ့အကြောင်းကိုသွားပြောပြတယ်ဆိုတာတွေ့ရတယ်ဆိုတော့ဒါကသခင်ဖျားရဲ့နှုတ်ကပတ်တော်သခင်ဖျားရဲ့ပြောလိုက်တဲ့ဂတိတော်မာတသည်တကယ်ပဲ ညှို့လင့်ပြီးမျက်မှောက်ပြုတယ်။ဆွဲလန်းတယ်။ညှို့လင့်ချက်လုံးဝမဲ့သွားပြီးလို့လူအချင်းနေနဲ့ဖြစ်ပြင်မယ်။သူဒီဘေတော့မှစိတ်တက်မကြပဲနဲ့အဲ့ဒီအရာပေါ်မှာဆွဲကန်ပြီးအသက်ရှင်ပြီးသွားတဲ့အခါမှာအောဝေယားဖခင်ရဲ့လုတ်ဆောင်တဲ့အရာတွေလက်တွေ့အသက်တာတွေမှာမြင်ရတယ်။ဘလို့ပဲကျွန်တော်တက်တာတွေမှာလဲကျွန်တော်တို့ဘုရားသခင်ပြောတဲ့နှုတ်ကပတ်တော်ကျွန်တော်တို့ဆွဲလန်းပြီးတော့မှညှို့လင့်မျက်မှောက်ပြုတ်နေဆိုလို့ရှိရင်ကျွန်တော်တို့ ဖျားသခင်အံ့ဩဖို့ရဲ့မှုရောက်တွေ့မြင်ရပြီဖျားရဲ့ဘုံထင်ရှားတဲ့တတဖြစ်လာမယ်လို့အနေငယ်ဝင်ငှားကြပါတယ်အလုံးပေါ်မှာဖျားသခင်တာရီကောင်းကြည့်ပေးပါစေ